ဖုန်းနဲ့ရုပ်ရှင်ရိုက်ဘူးတာလည်းကျွန်တော်တို့အမှတ်တရလို့ပြောလို့ရတယ်။နောက်တော့ဖုန်းပြောက်ဘူးတာလည်းဖုန်းခိုးခံရဘူးတာလည်းအမှတ်တရလို့ပြောလို့ရတယ်။အများကြီးပေါ့အဲ့လိုမျိုးတော့။အာယုံတော့မခံနိုင်ဘူး။ပျောက်သွားရင်ကိုယ့်ပစ္စည်းကိုပြန်ရရင်တော်ပြီပေါ့။ဟုတ်လား။ဒီပုံမှာထပ်ပြီးတော့ကွန်ရှာမနေဂျင်တော့။အားကြောင့်သူအဲ့တော့လည်းအဲ့ဒီခိုးတဲ့သူကိုကျွန်တော်ပတ်စံပြန်ပေးခဲ့တာပေါ့။ ျွန်တော်ပို့ဆဲမှာရေးထားကျွန်တော်ပြန်ရခဲ့တယ်ကျွန်တော်အဲ့လူကိုပြဿနာမရှာခြင်းလို့သာအမှုမလုပ်တော့တာလေအဲအင်တာဗျူးတွေလည်းဒီဆိုင်လေးနဲ့ပတ်သက်လို့တော်တော်များများဖြေပြစ်ခဲ့ပါပြီသူတိလည်းဝန်ရံပေးတဲ့သူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒါဖုန်းဘန့်ကိုကျွန်တော်နာမည်ပေးထားတဲ့ဖုန်းဆိုင်ဖွင့်ပွဲပေါ့နော် Grand Opening ပေါ့အဲကျွန်တော်အတွက်တော့ဒါနည်းနည်းလေးဟို ရုပ်ရှင်တကားလို့မဟုတ်ဘူးပေါ့ရှင်ခုံစရာတစ်ခုပါရုပ်ရှင်ဆိုတော့ဒါကိုကိုကျွမ်းကျင်နေကြကိုကျင်လည်ပြီးသားအလုပ်တစ်ခုဖြစ်တဲ့အတွက်ကားတစ်တကားယုံတင်နေဆိုရင်ရှင်ခုံမှုနဲ့ဒီအလုပ်ကိုစလုပ်လိုက်တဲ့အချိန်ရှင်ခုံမှုနဲ့တော့မတူဘူးပေါ့အဲ့တခုရှိပါတယ်ကျွန်တော်ဆိုင်ဆိုတာကကျွန်တော်ကဟိုကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဟိုတူတူလောက်ကြရတဲ့မိတ်ဆွေတွေရှိပါတယ်ကျွန်တော်တယောက်တည်းနာမည်ခံရတာမျိုးကြီးတော့မလောက်ချင်ပါဘူးကျွန်တော်နဲ့တူတူလောက်တဲ့မိတ်ဆွေတွေရှိပါတယ် သူတို့ရဲ့အားနဲ့လည်းလုပ်ဖြစ်တာပါအဲ့လိုမျိုးတော့ကျွန်တော်အတိအကျတော့ပြောလို့မရဘူးပေါ့နော်ဒါမျိုးဆိုတာဟိုဘလောက်ရင်ဘလောက်မြတ်ဆိုတော့ချက်ချင်းအကောင့်ထဲပေါ်တဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့ဆိုတော့ဒီထဲမှာတော့ stock ကိုတော့အလွန်လောက်တော့ထည့်ထားတာပေါ့စိတ်ဝင်စားလို့လာကြည့်တဲ့သူတွေအမျိုးအစားစုံအောင်တော့ပြင်ဆင်ထားပါတယ်ခမန်းချေဆိုတော့ကိုသိန်းအဲ့လိုမျိုးမပြောချင်ပါဘူးဗျာအဲ့လိုမျိုးမပြောချင်ပါဘူးကျွန်တော်လည်းအရန်ချမ်းသာနေတဲ့သူမဟုတ်ပါဘူး ပြောမသိလေဒါကတော့ပြောမှာပေါ့တခုလုပ်ငန်းတစ်ခုကအခုရှိရနားလည်မှလုတာတဲ့လုတ်ရင်နားလည်အောင်သင်ယူတာနဲ့တော့မတူဘူးပေါ့နားလည်မှလုတ်မယ်ဆိုရင်တော့လေအချိန်လေးအကြာကြီးဖြစ်သွားပါလိမ့်ဒီကျွန်တော်ကကြတော့လုတ်ရင်နဲ့နားလည်အောင်သင်ယူသွားကြတာမျိုးလေးဒီမှာ trading လုတ်လို့ရပါတယ်ကိုယ်ကင်ထားတဲ့ဖုန်းကိုလာပြီးတော့ဟိုဒီကိုလာပေးပြီးတော့လိုချင်တဲ့ဖုန်းနဲ့ trading လုတ်လို့ရတယ် now ကျွန်တော်ဖုန်း bank လို့နာမည်ပေးခဲ့တာအဲ့လိုပေါ့နော် bank တစ်ခုရဲ့ service လိုမျိုးပေါ့ hire purchase တွေရှိမယ် installment နဲ့ပြန်ပေးလို့ရတယ် hire purchase တွေရှိမယ် trading လုပ်လို့ရတာတွေရှိမယ်အဲ့ဒါတွေအဲ့ service အကုန်လုံးရှိစေခြင်းနဲ့စိတ်ကူးနဲ့ဖုန်း bank လို့ကျွန်တော်နာမည်ပေးခဲ့တာဒီနေ့ဆိုလို့ရှိရင်ဒီနေ့ grand opening discount ပေါ့နော် grand opening discount အနေနဲ့70 pro max တွေဒီနေ့တရက်ထဲရောင်းမဲ့ဈေးနဲ့ပြင်ဆင်ထားတယ်။ကင်ခဲ့တာကြာပြီဆိုတော့ အမှတ်တရတွေကတော့ရှိတာပေါ့အများကြီးပေါ့ဟိုဖုန်းနဲ့ရုပ်ရှင်ရိုက်ဘူးတာလဲကျွန်တော်တို့အမှတ်တရလို့ပြောလို့ရတယ်နောက်တော့ဖုန်းပြောက်ဘူးတာလဲဖုန်းခိုးခံရဘူးတာလဲအမှတ်တရလို့ပြောလို့ရတယ်အများကြီးပေါ့အဲ့လိုမျိုးတော့အဲကျွန်တော်ပြန်ရခဲ့တယ်လေကျွန်တော်ပို့ဆဲမှာရေးထားကျွန်တော်ပြန်ရခဲ့တယ်ကျွန်တော်အဲ့လူကိုပြဿနာမရှာခြင်းလို့သာအမှုမလုပ်တော့တာလေကြားပါပြီကြားပါပြီ အာ 6s plus တော့ပါကျွန်တော်ကဟိုဘယ်လိုပြောမလဲအာယုံနောက်မခံကျင်တာလေသိလားအာယုံနောက်မခံကျင်ဘူးပျောက်သွားရင်ကိုပစ္စည်းကိုပြန်ရရင်တော်ပြီပေါ့သိလားဒီပုံမှာထပ်ပြီးတော့ ቋ ရှာမနေကျင်တော့အားကြောင့်သူအဲ့တော့လည်းအဲ့ခိုးတဲ့သူကိုကျွန်တော်ပတ်စံပြန်ပေးခဲ့တာကျွန်တော်ကတော့ဘယ်လိုပြောမလဲဟိုအဲ့ဖြစ်သွားတဲ့ကိစ္စကတော့နှစ်ဖက်စလုံးမှာမှာပဲပြောချင်ပါတယ် CCTV တွေတော့ရှိတယ် CCTV တွေရှိတယ်ကျွန်တော် shooting သွားနေလဲကျွန်တော်ဖုန်းထဲကနေကြည့်လို့ရအောင်တော့ကျွန်တော်လုတ်ထားတယ်ဆိုတော့ဒါတော့ဗျာသိလားဒီလိုမျိုးလုပ်ရင်တော့ public area မှာဆိုင်ဖွင့်ထားတာတော့ဒါမျိုးလဲရှိကျင်လဲရှိမှာပဲဟဲ့လားမဖြစ်အောင်ကာဝယ်ပေါ့ဖြစ်လာရင်တော့လဲတရားဥပဒေဘောင်ထဲကရှင်းပေါ့ဒါပဲပေါ့ကျေးဇူးများကြီးတင်ပါတယ်ဒီဟာကကြတော့လေဟိုရုပ်ရှင် interview မဟုတ်တော့ကျွန်တော်အနေနဲ့အများကြီးမပြောချင်ပါဘူး ဒီဖုန်းနဲ့ပတ်သက်ရင်ကျွန်တော်ကိုယ်တိုင် လေ့လာသူအဆင့်ပါခုနပြောသလိုပေါ့လေ့လာပြီးတော့အကုန်လုံး complete ဖြစ်မှလုပ်မယ်ဆိုရင် နောက်ကျသွားလိမ့်မယ်လုပ်ရင်းနဲ့ပဲလေ့လာသင်ယူတာကျွန်တော်အတွက်ပိုအဆင်ပြေတယ်လို့ထင်လို့စလိုက်တာပါ